မင်းလေးတိုင်းမုတ်ကုံမြို့မှာကြောက်အများဆုံးထွက်တဲ့ခေါကွင်းကြောက်တွင်းတွေမှာအသေးစားလောက်ွက်တွေကိုနိုဝင်ဘာတရက်ကစပြီးတန်းလွမြောက်ရေးတက်မတော် TNN တွေကရုပ်ကံတချို့ကိုလုတ်ကန်ခွင့်ပြုထားတယ်လို့မုတ်ကုံမြို့ခံတွေကအမှတ်ပြကိုပြောပါတယ်။လာမယ့်နိုဝင်ဘာ20ရက်မှာမုတ်ကုံမြို့ကနေအပီးထွက်ခွာဖို့ပြင်ဆင်နေတဲ့တန်းမျိုးသားလွမြောက်ရေးတက်မတော် TNN တွေကမြို့ကနေမထွက်ခခင် အရေးကြောက်တွေအများဆုံးထွက်တဲ့မုတ်ကုံကောက်ကွဲမှာလုတ်ကန်ခွင့်ပြုလိုက်တာလို့ဆိုပါတယ်။ မိုးကုတ်ကောက်ခွဲဟာမြို့အနောက်ဘက်မှာတည်ရှိပြီးတော့ဧက200နီးပါးအကျယ်ဝန်းရှိတယ်လို့ဆိုပါရယ်အဲ့ဒီကောက်ခွဲမှာကြောက်တူးပေါ်လုတ်ကင်နေတဲ့လုပ်ငန်းရှင်တွေရန်နာထားတဲ့အချိန်မြို့ကန်တချို့ကိုခေါ်ယူပြီးလေးပေတွင် လုတ်ကွက်တွေလုတ်ကင်ခွင့်ပြုထားတာလို့ဒေသခံသတင်းမြစ်တွေကပြောပါရယ် TNN နေအနေနဲ့လေးပေတွင်တရားထက်မနည်းမြို့ကန်တွေကိုလုတ်ကင်ခွင့်ပြုထားတယ်လို့ဒေသခံတွေရဲ့ပြောဆိုချက်ကိုတော့ MBB အနေနဲ့တိကျအတိပြုနိုင်တာမျိုးမရှိသေးသလို တီအန်အန်နေရဲ့ပြောခွင့်ရသူရွေးဦးကိုဆက်သွယ်မေးမြန်းထားစေဖြစ်ပါတယ်။မုံကုံမျိုးကိုတီအန်အန်တွေသိမ့်ပိုက်ထိန်းချုပ်ပြီးနောက်2024ခုနှစ်စက်တင်ဘာလကစပြီးလုပ်ငန်းရှင်တွေကိုပြန်လည်တူးဖော်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ကြောင်အများဆုံးထွက်တဲ့မုံကုတ်ကောက်ကွင်းဝင်းထရန်ပင့်ကူတောင်နဲ့ဘော်ဗရန်စတဲ့လောက်ကတ်တွေမှာခွင့်ပြုခဲ့ရကနေအပြည့်ရပြီးနောက်ကြောက်တွင်းတူးဖော်ရေးလုပ်ငန်းတွေရက်ဆိုင်ချိန်မှာ၄ပေတွင်းနေထပ်မံလုပ်ကင်ခွဲပြုခဲ့တာပါ တစ်တုံညာနှစ်ခုဆက်စင်ရဲ့အတွင်းမိုးကုတ်မြို့သိန်းတိုက်ပွဲပြင်းထန်ချိန်မှာမြို့ရဲ့ကြောက်ကုံတဲ60ရာခိုင်နှုန်းကပြောင်းရွှေ့သွားသလိုအပြင့်ရပြီးနောက်ပိုင်းကြံရှိသေးတဲ့ကြောက်ကုံတွေလည်းမြို့ကိုစွန့်ခွာထွက်ခွာနေကြပြီလို့ဆိုပါတယ်။ဟောင်ဇာလက်နက်ကြီးဆိုတာက120မမအမြောက်ကြီးတွေကိုပစ်ခတ်နိုင်တဲ့ဖြတ်အားပြင်းလက်နက်အမျိုးအစားဖြစ်ပါတယ်။ဟောင်ဇာလက်နက်ကြီးဟာအကွာအဝေး16မိုင်အထိပစ်ခတ်နိုင်ပြီးကြောက်ရပေါက်ခွဲချိန်ပေတထောင်ခန့်အတွင်းရှိနေပါကအသက်သေဆုံးနိုင်ပါတယ်။ လက်နက်ကြီးကြောက်ပေါက်ကွက်ခြင်းနားစီနဲ့နှလုံးထိခိုက်မှုရွှင်နေစေဖို့ဥကောင်းကိုလက်နက်ဖက်နှုတ်တံတောင်းနဲ့မြေကြီးကိုထောက်ကမှောက်လျက်နေပါ။